တောင်းလျှောက်အနိုင်ယူကခြေစွမ်းပြန်လာတဲ့မန်ယူတကယ်ပဲပြန်လာပြီလားမင်းညာကရှင်ပြန်ကစားခဲ့ကြတဲ့ Manchester United နဲ့ Brighton တို့ရဲ့ပွဲမှာဆိုရင်တော့အကြိမ်နဲ့ရှင်ပြန်ကစားခဲ့ကြတာကိုတွေ့ရပါတယ်ပရမပိုင်းမှာတော့ Brighton အသင်းကဖိအားပေးကစားခဲ့ပေမဲ့ကွန်ညာရဲ့ဂိုးနဲ့အတူမန်ယူတို့ကပြန်ပြီးတော့ထိန်းချုပ်ကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်ရှင်ပရမပိုင်းမှာ Brighton ကို2ဂိုးပြည့်နဲ့မန်ယူကဥဆောင်ထားနိုင်ခဲ့ပါတယ်ဒီပွဲမှာတော့ Matias Cunha ရဲ့ United အသင်းအတွက်ပရမဆောင်အတွင်းကိုလည်းပရိသတ်တို့တွေ့မြင်ခဲ့ကြရမှာဖြစ်ပါတယ် အခုလိုမျိုး Manchester United အတွက်ပထမဆုံးသောအတွင်းကိုသွင်းယူနိုင်ခဲ့တဲ့အပေါ်မှာလည်း Matias Cunha ကအခုလိုပဲပြပြခဲ့ပါတယ်။နောက်ဆုံးတော့ကျွန်တော်တို့ကိုရခဲ့ပြီးကျွန်တော်ဒီအတွက်အများကြီးကိုစူးစမ်းခဲ့ရတာပါ။ကျွန်တော်တကယ်ကိုဝမ်းသာပျော်ရွှင်မိပါတယ်ဆိုပြီးတော့ပြောကြားခဲ့တာဖြစ်ပါတယ်။ပွဲပြီးမှာတော့ Brighton ကို Manchester United တင်က၄ကို၂ကိုစတော့ရလနဲ့အတူအနိုင်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ Manchester United နဲ့ Sunderland ရဲ့ပွဲမှာဆိုရင်တော့၂ကိုကိုမရှိ Liverpool နဲ့ Manchester United ရဲ့ပွဲမှာဆိုရင်တော့ တကူနှစ်ကိုမန်ချက်စတာယူနိုက်တက်နဲ့ဘရိုက်တန်တို့ရဲ့ပွဲမှာဆိုရင်တော့လေးကိုနှစ်ကိုနဲ့အတူမန်ချက်စတာယူနိုက်တက်ကတော့အင်္ဂွန်အဝေးကွန်ခြေစွမ်းတွေကိုတောက်လျှောက်ပြပြီးတော့အနိုင်ကစားပြနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ဒီလိုနိုင်ပွဲဆက်မှုတွေကြောင့်ပဲဆက်လက်ကစားမဲ့ Northern Forest နဲ့ Tottenham တို့ရဲ့ပွဲမှာဆိုရင်ကစားသမားတွေရဲ့ယုံကြည်မှုပြန်လည်ရရှိလာခဲ့တာဖြစ်လို့ နိုင်ပွဲဆက်လိုက်မယ်လို့လည်းယုံကြည်ရပါတယ်။မန်ယူငါးပွဲစတိုက်နိုင်မှစပိန်ညက်မယ်ဆိုတော့မန်ယူရဲ့ဖန်ကတော့လုံးဝကိုတဖြည်းဖြည်းနှိစက်လို့လာခဲ့ပါပြီနော်။ပရိသတ်တွေကိုအင်ကုန်စိတ်လို့ရှာမှုတွေပေးပြီးမှအနိုင်ယူကစားတတ်တဲ့သခင်ကြီးမန်ယူကလာမယ့်နှစ်ပွဲမှာရောဘလို့ခြေစွမ်းနေနဲ့ပြန်လာမလဲဆိုတာစောင့်ကြည့်အားပေးရမှာဖြစ်ပါတယ်ရှင်။